ဟူတန်လက်သီးလို့ခေါ်တဲ့ကိုရင်ငယ်လေးကတိုင်းပညာအလွန်တော်ပါတယ်။ကျောင်းနိုင်ဆရာတော်ကတိုင်းပညာကိုမနှစ်သက်ပေမဲ့ကိုရင်လေးဟာအနိုင်ရခဲ့ပါတယ်။ဆရာတော်ကအသာစီးရနေပေမဲ့ကိုရင်ငယ်လေးကိုနည်းနည်းမှတောင်မထိခိုက်စေပါဘူး။ဟူတန်ရဲ့ဆရာကြီးဖြစ်တဲ့ရွှမ်းကြည့်ကိုငဲညာတဲ့အနေနဲ့ဆရာတော်ကအေးအေးချမ်းချမ်းဖြစ်ရှင်းဖို့စီစဉ်လိုက်တဲ့အချိန်မှာပဲရန်သူကမထစ်မှတ်ဖဲနဲ့အမွှေးတိုင်အိုးနဲ့လှည့်ဝတ်တိုက်ခိုက်ခဲ့ပါတယ်။ဒီလိုရက်ဆက်တဲ့လုပ်ရပါပဲ။ဒီလူကတကယ်ကိုရင်မဟုတ်ဘဲနဲ့အေကရေအဆောင်တက်က စစ်သူကြီးဝမ်ချန်ရဲ့အဓိကစစ်သူကြီးချီထန်းရွံပဲဖြစ်ပါတယ်။ရှောင်းလင်းမာကဆရာခေါင်းတွေအများကြီးရှိတဲ့အတွက်မကြခင်ပါပဲ။ချီထန်းရွံကိုရဟန္တာခမ်းမကတပည့်တယောက်ကပြန်ပြီးတော့ထိုးလဲချနိုင်ခဲ့ပါတယ်။ဒီဇလန်ကမင်းမင်းဆက်ရဲ့နောက်ပိုင်းကာလမှာစတင်ပါတယ်။အေဂရီအဆောင်တက်ကြီးရဲ့စစ်သူကြီးရဲ့အရှိန်နန်းတွင်အုပ်ချုပ်သူဖြစ်တဲ့ဝမ်ချန်ကအခွန်တုပ်တွေအတင်းအဓမ္မကောက်ခံပြီးတော့မဲမဲစရိုက်လို့ပြုမှုနေပါတယ်။ဆေးရဒုက္ခနဲ့အငတ်ဘေးတွေပြန့်နှံ့နေပြီးလူတွေကအသက်ရှင်ဖို့ကိုရုန်းကန်နေရပါတယ်။ တိုင်းပညာရှင်အများပြားကလက်နက်ဆွဲကင်ပုံကံပြီးတော့သူရဲကောင်းဆန်တဲ့လုပ်ရက်တွေကိုလှုပ်ဆောင်ခဲ့ကြတဲ့အတွက်ဧကရစ်အဆောင်တက်ရဲ့လိုက်လံတပြတ်ချင်းကိုခံခဲ့ရပါတယ်။ရှောင်းလင်းဘုန်းကြီးကျောင်းကဒုက္ခရောက်နေတဲ့သူတွေကိုခိုးလုံဝင်ပေးဖို့တကားဖွင့်ခဲ့ပါတယ်။ဒါကိုဝမ်ချန်ကဒေါ်သာထွက်ခဲ့ပါတယ်။ဒီအတားစီကိုဖယ်ရှားနိုင်ဖို့အတွက်သူ့ရဲ့အဓိကစစ်သူကြီးချီထန်းရွံကိုခေါင်းရိပ်မီးရှို့တံရည်ထိုးပြီးတော့ကိုရင်ရောင်ဆောင်စီခဲ့ပါတယ်။သူ့အတွက်လျောင်ခုံးလိုအမီရသည့် ရှန်ကွမ်းကျောင်းဆောင်ရဲ့ထင်ရှားတဲ့ကိုရင်ဆိုတဲ့အထောက်အထားတစ်ခုပါဖန်တီးပေးခဲ့ပါတယ်။ရှောင်းလင်ရဲ့အဖိုးတန်ရဲနာဖြစ်တဲ့ဝါကုန်းတင်ကန်းကိုတင်းယူဖို့တစ်ချိန်တည်းမှာပဲကျောင်းနိုင်စရာတော့ရာလူကိုရယူဖို့ဆေလွတ်ခဲ့တာပါ။အဲ့နောက်မှာဝမ်ချန်ကိုတိုင်ဥဆောင်ပြီးတော့စစ်တီအမြောင်များနဲ့ရှောင်းလင်းချောင်းကိုအတင်းအားရမှာဇွေရောက်စီးနှင်းခဲ့ပါတယ်။အခြေအမြင်မရှိတဲ့ဆွတ်ဆွဲချက်တွေနဲ့ကျောင်းနိုင်စီရတော့ဝမ်ဝေးကိုဝါကုန်းတင်ကန်လွှဲပြောင်းပေးဖို့ကျောင်းနိုင်ရာတို့ကိုသူ့ရဲ့လက်အောက်ခံဖြစ်တဲ့ချီထန်းယွမ်ကိုပေးအပ်ဖို့အမိန့်ပေးခဲ့ပါတယ်။ ရှောင်းလင်းကျောင်းကနှစ်ပေါင်းထောင်ချီနေတဲ့ရှီဟောင်းဘုန်းကြီးကျောင်းဖြစ်ပြီးတော့ကျောင်းနိုင်ဆရာတော်တွေကိုအဆက်မပြတ်ခတ်ခဲတဲ့ရွေးချယ်မှုတွေနဲ့သာခန့်အပ်ခဲ့တာပါဆရာတော်ယွမ်ဝေးကဝမ်ချန်ရဲ့ပူပေါင်းကြံစည်မှုကိုရိပ်မိတဲ့အတွက်ငင်းဆန်ခဲ့ပါတယ်ဝမ်ချန်ကဧကရိရဲ့အမိန်ဟန်ဆောင်ပြီးတော့ဆရာတော်ယွမ်ဝေးကိုအတင်းအဓမ္မယာရုဆွန်ခိုင်းမှုစူးစမ်းခဲ့ပါတယ်ဆရာတော်ယွမ်ဝေးကတရားဝင်အမိန်တော်မရှိရင်ဧကရိထံအတူတောင်းရောက်ပြီးဖြည့်ရှင်းမှုအကြံပြုခဲ့ပါတယ်ဝမ်ချန်ကစိတ်မလုံးမလဲဖြစ်ပြီးတော့အရေးချင်းရှိတဲ့သူကယာရုယူသင့်တယ် စွမ်းဆောင်နိုင်သူသာတာဝန်ယူသင့်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ချီထန်းယွမ်ကိုယာရုလွှဲပြောင်းပေးဖို့ဆက်ပြီးဖိအားပေးခဲ့ပါတယ်။ဆရာတော်ယွမ်ဝေးကအယံကိုဂုံတိတ်ကရှိပါတယ်။သူကဒီလျောင်ခုံးဆရာတော်ကဒီလောက်တောင်ထင်ရှားတဲ့ဆိုမှတော့ဗုဒ္ဓဘာသာတရားတော်တွေကိုကျွမ်းကျင်ရမှာပေါ့။ဒါကြောင့်ကျွန်ုပ်ကလျောင်ခုံးဆရာတော်ကိုအများရှိမှတရားဟောဖို့ပင့်ဖိတ်ပါတယ်ဆိုပြီးတုံ့ပြန်ခဲ့ပါတယ်။တကယ်တမ်းကိုရင်တူအယောင်ဖြစ်တဲ့ချီထန်းယွမ်ကဘာတရားတော်မှမသိပါဘူး။သူ့ရဲ့အတူအယောင်ဖြစ်တာကိုပေါ်သွားမှဆိုရင်တည်းအတွက်ရှောင်းလင်းတိုင်းပညာကအလွန်နဲ့နေတယ် ဒါကြောင့်စစ်နိုင်သူကအနိုင်ရရှိစေဖို့တိုင်းပညာနဲ့ပဲရှင်ပြန်ရအောင်ဆိုပြီးတော့အကြံပြုခဲ့ပါတယ်။ဝမ်ချန်ရဲ့ဖီအားကြောင့်ဆရာတော်ယွမ်ဝေးကစိန်ခေါ်မှုကိုလက်ခံလိုက်ရပါတယ်။ဒီလိုနဲ့နှစ်ဦးသားဖီအားခမ်းမကြီးတွေမှာရှင်ပြန်တိုက်ခိုက်ကြပါတော့တယ်။ချီတန်းယွမ်ကအသက်ငယ်ပေမဲ့တိုင်းပညာမှာအလွန်ထူးကြွန်ပါတယ်။သူကဝူတန်ကဆင်းသက်လာပြီးတော့မူလာကတိုင်းပညာထူးကြွန်သူတစ်ယောက်ဖြစ်ပေမဲ့နာမည်နဲ့စီးစိန်ရဖို့အတွက်မယုံမသားလှုံ့ဆော်ခဲ့တဲ့အတွက်ចောင်းကနေပြီးနှင်ထုတ်ခံခဲ့ရတာပါ။ အဲ့နောက်မှာဝမ်ချန်ရဲ့တစ္ဆာကံတူဖြစ်လာခဲ့ပါတယ်။ချီတန်းရွယ်ရဲ့တိုက်ခိုက်မှုတွေကရက်ဆက်ကြမ်းကြုတ်ပေမယ့်ဆရာတော်ယွမ်ဝေးကတော့ပို့ပြီးတော့တာလွန်နေသေးပါပဲ။ချီတန်းယွမ်ကဆရာတော်ကိုမနိုင်တဲ့အခါမှာလျှို့ဝှက်တိုက်ခိုက်ဖို့လှုပ်ပါတော့တယ်။ဆရာတော်ယွမ်ဝေးရဲ့မျက်စိတစ်ချက်လဲသွားတဲ့အချိန်မှာပဲချီတန်းယွမ်ကပြင်းထန်ပြီးရက်ဆက်တဲ့တိုက်ကွက်တစ်ခုကိုချက်ချင်းတိုက်ခိုက်လိုက်ပါတယ်။ဆရာတော်ယွမ်ဝေးကပြင်းထန်တဲ့လက်သေးချက်ကိုထိမှန်သွားပြီးတော့ဒဏ်ရာပြင်းထန်ရသွားပါတယ်။ဒီရဲ့ရေးကြီးတဲ့အချိန်မှာပဲလှပတဲ့ကံချက်တစ်ခုကချီတန်းယွမ်စီကိုဥတီလာပါတယ်။ ဲ့လူကတော့အပြင်ကပြန်လာတဲ့ယဟန္တာခမ်းမကတပည့်အွေးနေမှာငါစကားကိုနားထောင်နေသူချမ်းသာမယ်မနာခံတဲ့သူပြက်စီးမယ်ဆိုပြီးတော့ဝမ်ချန်ကကြိန်ွားခဲ့ပါတယ်ဒါပေမဲ့ဝမ်ချန်ကကြိုပြီးတော့ပြင်ဆင်ထားပြီးသားပါသူကဧကရေအဆောင်တပ်သားတွေကိုဖျားဖူးအသွင်ယူစေပြီးတော့တောင်ပေါ်ကိုခိုးတက်စေခဲ့ပါတယ်ကြီးမားတဲ့တိုက်ပွဲကြီးဖြစ်ပွားခဲ့ပြီးတော့ဝမ်ချန်ရဲ့တပ်သားတွေကအင်အားများသလိုသူတို့ရဲ့လှုပ်ရှားမှုတွေကလည်းရက်ဆက်ကြမ်းကြုတ်ပါတယ်သူတို့ကဆရာတော်ယွမ်ဝေးကိုဝါခုံးတင်ကန်လွှဲပြောင်းပေးဖို့ဖိအားပေးခဲ့ပါတယ် ကြိုတင်ပြင်ဆင်မှုရှိတယ်တပည့်တွေကအထိနာပြီးတော့အသေးအပြောက်လည်းများခဲ့ပါတယ်ရှုပ်ထွေးပွေလီနေတဲ့အခြေအနေမှာဝေးနေကဒဏ်ရာရနေတယ်ဆရာတော်ယွမ်ဝေးကိုစာကြီးဆိုင်စီကိုခေါ်ဆောင်သွားခဲ့ပါတယ်သူကံကြမ္မာကိုတိနေတဲ့ဒဏ်ရာပြင်းထန်တဲ့ဆရာတော်ယွမ်ဝေးကဝါကုန်းတင်ကန်းကိုဝေးနေနဲ့တခြားတပည့်တွေကိုလွှဲအပ်ပေးပြီးတော့နောက်ဖေးတောင်ကနေထွက်ပြေးပြီးဖာဝါဖုန်ကြီးချောင်းကိုပို့ဆောင်ပေးဖို့ညွှန်ကြားပါတယ် ဝေးနေနေတခြားသူတွေကဆရာတော်ကိုစွန့်ခွာဖို့ဝင်လင်းနေကြပြီမယ်ဆရာတော်ရွံခွေးကတော့ဖုန်ကြီးကြောင်းနဲ့တူဆက်နေပြီးတော့အတူတူကံကြမ္မာကိုမျှဝေခံစားရမယ်ဆိုပြီးအခိုင်အမာပြောပါတယ်ရက်ဆက်ကြံကြုတ်တဲ့ဝမ်ချန်ကဧကရေအဆောင်တပ်သားတွေကိုလူတပ်ပွဲဆင်နွှဲစေခဲ့ပါတယ်သူတို့သွားတဲ့နေရာတိုင်းငရဲဘုံလိုဖြစ်နေတာပါဝါကုန်းတင်ကန်ကိုရရှိဖို့အတွက်ဝမ်ချန်ကစာကြီးဆောင်ကိုဝင်းရံဖို့အမိန်ပေးခဲ့ပြီးတော့ကြောက်မက်ဖွယ်ရာတတိပေးချက်ကိုထုတ်ပြန်ခဲ့ပါတယ်မင်းတို့မပြောရင်တနေ့ကိုကိုရင်ဆယ်ပါတတ်မယ်ဆိုပြီးတော့ကြေငွားခဲ့တာပါ ငါငရဲပြူမဝင်ဘသူဝင်မလဲဆိုတဲ့စကားအတိုင်းပဲတခြားတစ်ဖက်တွေကိုကဲတင်ဖို့အတွက်ဆရာတော်ယွမ်ဝေးကကိုကိုကိုဆွန့်လွှတ်ဖို့ဆုံးဖြတ်ပြီးတော့မိတော့တွေကြားတဲ့ကိုကြောက်ရွံ့ခြင်းမရှိပဲဝင်သွားပါတယ်။သူဒီလိုလှုပ်လိုက်တာကဝမ်ချန်ကတခြားအပြစ်မဲ့တဲ့သူတွေကိုချမ်းသာပေးဖို့မျှော်လင့်ရင်းနဲ့ဝါကုန်းတင်ကန်းကိုဘေးကင်းအောင်ပို့ဆောင်ဖို့အချိန်ရအောင်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာဝေးနေတဲ့တခြားသူတွေကဝါကုန်းတင်ကန်းကိုယူပြီးတော့နောက်ဖေးတောင်ကနေရှောင်းလင်းကျောင်းကနေထွက်ပြေးလာပြီးမြေအေဂရီအဆောင်တသားတွေရဲ့စောင့်ကြည့်သူတွေကမြင်သွားပါတယ်။ တိုက်ပွဲတစ်ခုကဖြစ်ပွားခဲ့ပါပြီ။ဝေးနေကတိုင်းပညာအလွန်တော်ပြီးတော့ဧကရီအဆောင်တသားအများပြားကိုလှင်မြန်စွာတွန်းလှန်နိုင်ခဲ့ပေမယ့်ဒါကသူတို့ရဲ့တည်နေရာကိုဖော်ထုတ်လိုက်သလိုဖြစ်သွားပါတယ်။သူတို့အသက်ရှူဖို့တောင်းအချိန်မရဘဲနဲ့ခြိတန်းယွမ်ကလူအုပ်ကြီးနဲ့ရောက်လာခဲ့ပါတယ်။လုံခြုံစေဖို့အတွက်ဝေးနေနဲ့သူတပည့်တွေကအဖွဲနှစ်ဖွဲခွဲလိုက်ကြပါတယ်။တပည့်တစ်ပါးကတကယ့်ဝါကွန်းသင်ကန်းကိုတဲဆောင်ပြီးတော့အရင်ထွက်ခွာရမှာဖြစ်ပြီးတော့ဝေးနေကတော့လိုင်းလံသူတွေကိုလမ်းကြောင်းလွှဲသွားစေဖို့အထဲမှာဘာမှမရှိတဲ့တစ်တာအလွတ်ကိုယူသွားပါတယ်။ ဟွေးနစ်မှာအရေးချင်းရှိပေမယ့်ဒီတစ်ချိန်မှာတော့ဝမ်ချန်ရဲ့အဓိကစစ်သူကြီးချီထန်းရွံနဲ့ရင်ဆိုင်နေရပါပြီ။ချီထန်းရွံကကြံတန်းပြီးတော့သူ့ရဲ့လူအင်အားကလည်းများပြားတဲ့အတွက်ဟွေးနစ်ကတိုက်ခိုက်ရင်စုပ်ခွာဝင်မှလွဲပြီးတော့မတက်နိုင်ခဲ့ပါဘူး။မတိလိုက်ဖ ೇನೆ သူကကြောက်ကဘာစီကိုရောက်သွားခဲ့ပါတယ်။ထွက်လန်းမရှိတော့တဲ့အတွက်ဟွေးနစ်ကခုန်ချဖို့ဆုံးဖြတ်ပြီးတော့အောက်ကိုခုန်ချလိုက်ပါတော့တယ်။ဟွေးနစ်ကံကောင်းထောက်မှပြီးတော့အသက်ရှင်ခဲ့ပြီးလမ်းဖြတ်သွားတယ်။မြင်းကုံတဲ့လင်းချံပေါ်ကကယ်ဆယ်ခဲ့ပါတယ်။ ွေးနေရဲ့အတွေ့အကြုံကိုကြားပြီးတဲ့နောက်မှာတော့လင်းချံပေါ်ကအလုံးကိုဒေါသထက်ခဲ့ပါတယ်။သူကဝမ်ချံကိုအရင်ကတည်းကအလုံးမုံသီးရဲ့သူပါ။လင်းချံပေါ်ကပွေးနေရဲ့လှဝတ်ချက်ကိုထိမ့်သိမ်းထားပြီးမယ်လို့ခရီးပေးပြီးတော့သူ့အိမ်မှာဒဏ်ရာတွေကိုတတ်တာဖို့လက်ခံထားခဲ့ပါတယ်။လင်းချံပေါ်မှာသမီးလေးယောက်ရှိပြီးတော့အားလုံးကလှပအရေးချင်းရှိပြီးတော့တိုင်းပညာမှာကျွမ်းကျင်ခဲ့ပါတယ်။ဒုတိယသမီးကပွင့်လင်းဖြောင်းမှတ်ပြီးတော့တတိယသမီးကတက်ကြွလန်းဆန်းပြီးစရုပ်ထသမီးကတော့ညံကောင်းပြီးတော့ပါနေပါတယ်။ အထူးသဖြင့်အကြီးဆုံးသမီးလင်းရင်ကအမျိုးသမီးတွေထဲမှာထူးချွန်သူတူဦးဖြစ်ပြီးတော့မြင်းစည်းပညာမှာကျွမ်းကျင်တဲ့သူပါ။ဝင်းနေကလင်းမိသားစုကိုဒုက္ခရောက်မှာဆိုရင်တဲ့အတွက်သူ့ရဲ့ကိုရင်ဖြစ်ကိုဖုံးကွယ်ထားခဲ့ပါတယ်။လင်းရင်ကအရွယ်ရောက်ဆအချိန်တုန်းကရှိပြီးတော့ပန်းမွင့်လေးလိုလှပနေပါတယ်။ဒီလိုလှပတဲ့အမျိုးသမီးကရှားပါတဲ့မြင်ကွင်းဖြစ်ပြီးတော့ပတ်ဝန်းကျင်ကရွာတွေကလူငယ်တွေတောင်သူ့ရဲ့အလှကိုလာရောက်ကြည့်ရှုရပါတယ်။လင်းရင်ကဝင်းနေနဲ့တတူရွယ်တွေဖြစ်ပြီးတော့သူ့ကိုပထမဆုံးမြင်လိုက်တဲ့အချိန်မှာပဲသူ့ရဲ့နှလုံးသားကတိတ်တဆိတ်ဆွဲလန်းသွားခဲ့ပါတယ်။ သူတို့ရဲ့တိုင်ဟောစင်ကပထမဆုံးမြင်ယုံနဲ့ချစ်မိတာတော့မဟုတ်ပါဘူးတလားအလိုမှာဝမ်ချန်ကဧကရေအဆောင်တသားတွေကိုမြင်းတွေအာရမသိမ်းယူဖို့ဆီလုတ်ခဲ့ပါလေဒါကအခြေခံအဖြစ်တော့လူရတာပါပဲလင်ချန်းပေါ်နေတခြားမြင်းကုံတွေတွေကသူတို့ရဲ့အခွန်အောက်ကိုအပြင်းထန်ကောက်တာကိုမကြေမနက်ဖြစ်နေပါလေသမီးလေးယောက်ကတော့ပို့ပြီးတော့ဒေါသထွက်လာခဲ့ပြီးပြန်ဆိုင်မှုအဆိုပြုခဲ့ပါလေလင်ချဲဘော်ကဧကရိအဆောင်တသားတွေကမြင်းကြောင်းသူတွေကိုလက်စားချိန်မှာစိုးရိမ်နေတဲ့အတွက်သူ့သမီးတွေကိုအလှဉ်စလုံမလုပ်ဖို့တိုက်တွန်းပြီးတော့သူကိုယ်တိုင် ဧကရီအဆောင်တသားတွေနဲ့ဆေးဆက်ဆွေးနွေးမယ်ဆိုပြီးတော့အကြံပြုခဲ့ပါတယ်ဧကရီအဆောင်တသားတွေကမြင်းအုပ်ကိုခေါ်ဆောင်တော့မယ့်အချိန်မှာပဲလင်ချမ်းပေါ်ကသူ့အဖော်တွေကိုခေါင်းဆောင်မြင်းကိုလန့်သွားအောင်လုပ်ဖို့အချက်ပြခဲ့ပါတယ်ချက်ချင်းဆိုသလိုပဲမြင်းအုပ်ကထိန်းချုပ်မရဘဲနဲ့ရုတ်တရက်လျက်စီးပမာကဘာပြတ်မတန်းပြေးသွားပါတော့တယ်ဒီလိုဖြစ်သွားတာကြောင့်ဧကရီအဆောင်တသားတွေကမြင်းတွေကိုမခေါ်ဆောင်နိုင်တော့ဘဲနဲ့လင်ချမ်းပေါ်ကလည်းအရန်ကိုစိုးရိမ်နေဟန်ဆောင်ခဲ့ပါတယ်ဧကရီအဆောင်တသားတွေကလည်းဘာမှမတတ်နိုင်တော့ပါဘူး မြင်းနဲ့ထိန်းချုပ်မင်းရဖြစ်သွားတာကိုမြင်တော့လင်ချမ်းပေါ်ရဲ့သမီးလေးယောက်ကမြင်းကျောင်းသူတွေနဲ့အတူတူလိုက်ပါခဲ့ပါတယ်။အေဂရီအဆောင်တပ်သားတွေကလည်းလိုက်ဖို့ကြိုးစားပြီးမှကျယ်ပြန်လွန်တဲ့မြက်ခင်းမြင်းကြီးကအဆုံးမရှိသလိုမြင်းနေကလည်းအယမ်းမြန်တော့အေဂရီအဆောင်တပ်သားတွေကိုခဏလေးတွင်းမှာပဲခြံထားခဲ့နိုင်ပါတယ်။အကြီးဆုံးသမီးလင်းရင်ကအကောင်းဆုံးမြင်းစည်းသမားပါ။သူမကကြိုးချိတ်ထုတ်ကိုကင်ပြီးတော့ထိန်းမရအောင်ပြေးနေတဲ့မြင်းအုပ်ကိုထိန်းချုပ်ဖို့အတွက်ခေါင်းဆောင်မြင်းကိုကြိုးခွင်းပြစ်ဖို့ကြိုးစားခဲ့ပါတယ်။ခေါင်းဆောင်မြင်းကအယမ်းမြန်လို့လင်းရင်အကျဉ်းတော်တော်များများမအောင်မြင်ပါဘူး။ အရေးကြီးတဲ့အချိန်မှာတော့အနာကဖြတ်သွားတယ်ဟွေးနေကမြင်းပြူတကောင်ပေါ်ကိုခုန်တက်လိုက်ပါတယ်ပြီးတော့မြင်းကြောင်းသူတဦးစီကအချိုးချိတ်တို့ကိုယူပြီးတော့သူ့ရဲ့လျင်မြန်နဲ့အရေးချင်းနဲ့ခေါင်းဆောင်မြင်းကိုအောင်မြင်စွာကြိုးဝင်ပြစ်နိုင်ခဲ့ပါတယ်ဒါပေမဲ့မြင်းကအားကောင်းလွန်ပြီးတော့အပြင်းထန်ရုန်းကန်နေလို့လွတ်ထွက်လို့နေပါဖြစ်ခဲ့ပါတယ်လင်းရင်ကချက်ချင်းပဲရှေ့ကိုတက်လာပြီးတော့အကူအညီပေးခဲ့ပါတယ်နှစ်ယောက်သားအတူတကွပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့ခေါင်းဆောင်မြင်းကိုနောက်ဆုံးမှထိန်းချုပ်နိုင်ခဲ့ပြီးအကြက်အသေးကိုလည်းအောင်မြင်စွာကြော်လွှားနိုင်ခဲ့ပါတယ် ဝေးနေကရုပ်ရည်ချုံမောပြီးတော့ဆရာထက်တန်းတဲ့သူပါလင်းရင်ကသူကိုရင်ဖြစ်နေမှမသိပဲနဲ့သူ့ကိုဆွဲလန်းသွားခဲ့ပါတယ်ဝေးနေကိုကျေးဇူးတင်တဲ့အနေနဲ့လင်းရင်ကဓမြောင်တလက်ပေးခဲ့ပါတယ်ဝေးနေကတော့သူ့အမြင်ဆောင်ထားတဲ့ဗုဒ္ဓဘာသာပရိသေးကိုလင်းရင်ကိုပြန်ပေးပြီးကျေးဇူးတင်ကြောင်းပြခဲ့ပါတယ်ကံကြမ္မာကအန်ဟောစရာပါပဲနှစ်ယောက်သားနောက်တစ်ချိန်ပြန်ဆောင်တဲ့အခါမှာဝေးနေကသူမအိမ်မထဲကလူသားဖြစ်ကြောင်းလင်းရင်ကသိချသွားပါတော့တယ် သူမရဲ့ညီမငယ်၃ယောက်ကလည်းအမားဖြစ်သူရဲ့ခံစားချက်တွေကိုသိမြင်ပြီးတော့နှစ်ဦးသားကြားကဖူးစာစုံအောင်ကူညီဖို့စူးစမ်းခဲ့ကြပါတော့တယ်။သူတို့ကဝင်းနေကိုရှာပြီးတော့အိမ်အောင်ရှိမရှိမင်းမြန်ခဲ့ကြပါတယ်။မရှိဘူးဆိုတာသိလိုက်ရတော့လင်းရင်ကဝင်းနေကိုဖွင့်ပြောဖို့ဆုံးဖြတ်ခဲ့ပေမဲ့အမျိုးသမီးတို့ရဲ့မာနကြောင့်သူမရဲ့ခံစားချက်ကိုရှင်းရှင်းလင်းလင်းမပြနိုင်ခဲ့ပါဘူး။ဝင်းနေကသူဘသူလဲဆိုတာထုတ်ဖော်ပြောကြဖို့ခက်ခဲနေတဲ့အတွက်နားမလည်အောင်ဟန်ဆောင်နေခဲ့ုံပဲရှိပါတယ်။ လင်းမိသားစုဒုက္ခမရောက်စေဖို့အတွက်အွေးနေကဒီနေရာကနေထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာချီထန်းရွံကရှောင်းလင်းတပည့်ဟန်ဆောင်ပြီးတော့ရောက်လာပြီးဝေးနေရဲ့ဒီနေရာကိုစုံစမ်းခဲ့ပါတယ်။သူကလင်းရည်ရဲ့လက်ထဲကဝေးနေရဲ့နာမည်ရေးထိုးထားတဲ့ဗုဒ္ဓဘာသာပရိသေကိုမမျှော်လင့်မဲနဲ့တွေ့ရတဲ့အခါမှာတော့သူမကိုတိုက်ခိုက်လိုက်ပါတော့တယ်။ဒီအချိန်မှာလင်းရည်ရဲ့ညီမငယ်၃ယောက်ကတော့ဖခင်ဖြစ်သူကအုတ်ချုပ်ရေးမှုလှူထန်ပေးပို့တဲ့ဝန်ချံရဲ့ရာဇဝတ်မှုတွေကိုဖော်ထုတ်ထားတဲ့စာတစောင်ကိုယူဆောင်ပြီးတော့ထွက်ပြေးနေပါတယ်။ လေးရင်အကြီးကျယ်တန်းရရတော့မဲ့အချိန်မှာပဲဝင်းတင်ကအချိန်မီရှေ့ထွက်လာပြီးတော့ခြိထန်းရွံနဲ့တိုက်ခိုက်ပါတော့တယ်။လင်မီသားစုတွေလွတ်မြောက်နိုင်အောင်ဝင်းတင်ကမြင်းစီးပြီးတော့ခြိထန်းရွံကိုမြေကွက်လက်တစ်ခုစီကိုခေါ်သွားပါတယ်။နှစ်ဦးသာမြင်းမော်မှာအမခန်းရှင်ပြန်တိုက်ခိုက်ကြပါတယ်။တိုက်ပွဲတွင်းမှာဝင်းတင်ရဲ့ကုန်းနီဂျိုးကပြတ်သွားပြီးတော့မြင်းမော်ကပြုတ်ကျသွားပါတယ်။ခြိထန်းရွံကအသာစီးကျသွားပြီးတော့ဝင်းတင်ကိုတတ်တော့မဲ့အချိန်နဲ့ရောက်လာပါပြီ။ကံကောင်းထားမှစွာနဲ့ပဲလင်းရင်နဲ့သူမရဲ့အဖေလင်းချမ်းပေါ်လိုမြင်းစီးပြီးရောက်လာပါတယ်။ ်ဝေးနင်ကိုကဲဖို့အတွက်လင်ချမ်းပေါ်ကဓားနဲ့ထိုးခံရပြီးဝမ်းထဲပေါ်ရာတေဆုံးခဲ့ရပါတယ်လင်းရင်ကစိတ်ထိခိုက်ဝမ်းထဲလွန်ပြီးတော့ဝေးနင်ကသူမရဲ့မျက်ရည်တွေကိုတုပ်ပေးပြီးတော့လင်းရင်မျက်စိထွက်ပြေးတာကိုကြည့်နေုံသာတတ်နိုင်ပါတယ်အဲ့ဒီချိန်မှာအဆောင်တပ်သားတွေကဝေးနင်နဲ့လင်းရင်ကိုလိုက်လံနေပါတယ်မတိလိုက်ဖ ೇನೆ နှစ်ဦးသားဟူတန်တောင်ကြီးကိုထွက်ပြေးခဲ့ရပြီးဟူတန်ဆရာကြီးကျင်းရင်ရွှမ်းချီကကဲတယ်ခဲ့ပါတယ်ရှောင်းလင်းရဲ့ကံကြမ္မာကိုကြားသိတဲ့ခါမှာတော့ကျင်းရယ်ရွှမ်းကြီးကလက်ပိုက်ကြည့်နေပုံမဖြစ်နိုင်တော့ပါဘူး မကြခင်မှာပဲချီထန်းရွံကဝူတန်ကိုလူအများပြားနဲ့လာရောက်ပြီးဖမ်းဆီးခဲ့ပါတယ်။သူ့ရဲ့ဆရာတော်အကြီးကိုမြင်တဲ့အခါမှာတော့ချီထန်းရွံကလုံးဝမယုံမသိပြုမှုပြီးတော့သူကအခုရှောင်းလင်းကျောင်းရဲ့ကျောင်းနိုင်ကိုတော့ဖြစ်နေပြီဆိုပြီးတော့ကြေကျော်ခဲ့ပါတယ်။ကျင်းရင်ရွှမ်းကြီးကတိုင်းပညာရှင်နဲ့မြန်မာသူဖြစ်ပြီးတော့ချီထန်းရွံကိုဝူတန်ကနေနှင်ထုတ်ထားပြီးပြီဆိုပြီးတော့ရိုးရိုးရှင်းရှင်းပဲပြန်ပြောခဲ့ပါတယ်။ဒါပေမဲ့ချီထန်းရွံကဂုံယူဝင်ကြွားဖို့ရောက်လာတာမဟုတ်ဘဲနဲ့ဝေးနေကိုဖမ်းဆီးဖို့ရောက်လာတာပါ။နှစ်ဖက်စလုံးစကားများပြီးတော့ချက်ချင်းတိုက်ခိုက်ခဲ့ကြပါတယ်။ဒါပေမဲ့ဆရာတော်အကြီးကတော့ဆရာတော်ကြီးပါပဲ ်ချီတန်းရွံကကျင်းရင်ရွှမ်းကြီးကိုလုံးဝမရှင်နိုင်တဲ့အတွက်တောင်အောက်ကိုဆုတ်ခွာဖို့သွားရေးချေခဲ့ရပါတယ်။ဝင်းနေရဲ့တပည့်၃ယောက်ကဝါကုန်းတင်ကန်းကိုတည်ဆောင်လာတော့မှချီတန်းရွံရဲ့လူယုံတွေကကြားဖြတ်ပြီးဖမ်းသိခဲ့ပါတယ်။လူဝင်ကမမျှတာတာကြောင့်အရေးနှိမ့်ခဲ့ပြီးတော့ဝါခွန်းတင်ကန်းလည်းအသိခံလိုက်ရပါတယ်။မကြခင်မှာပဲဝမ်ချန်စီကလျှွက်စာတစ်စောင်ချီထန်းရွံစီကိုရောက်လာပါတယ်။အဲ့ဒီစာထဲမှာအုတ်ချုပ်ရေးမှုလူကအေကရင်နဲ့ဆေးဆက်ဆွေးနွေးခဲ့ကြောင်ဖော်ပြထားခဲ့ပါတယ်။ ဝမ်ချန်ကခြိထန်းရွံကိုဝါခွန်းတင်ကန်တဲ့အတူရှောင်းလင်းကိုအမြန်ပြန်ပြီးတော့ကြောင်းနိုင်စရာတော့ယာလူကိုရာယူဖို့အမိန်ပေးခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဖြောင်းမတ်တဲ့ကျင်းရင်ရွှန်းကြီးကဝေးနေကိုတိုင်းပညာတွေတင်ပေးနေပါတယ်။တစ္ဆေပေါ့ခြိထန်းရွံကိုဖယ်ရှားပြဖို့အတွက်သူ့ရဲ့တမူထူးကြတဲ့တိုင်းပညာတွေအားလုံးကိုဝေးနေကိုတင် जा ပေးခဲ့ပါတယ်။ဝေးနေနဲ့လင်းရင်တို့နှစ်ဦးစလုံးကတိုင်းပညာထူးချွန်သူတွေဖြစ်ပြီးတော့အရန်ကိုစူးစမ်းပြီးတင်ယူကြတာပါ။လင်းရင်ရဲ့နက်ဆိုင်နဲ့ချစ်ခင်မှုကိုရင်ဆိုင်ရတဲ့အခါမှာတော့ဝင်းနေကနောက်ဆုံးတူပတူလဲဆိုတာကိုထုတ်ပေါ်ခဲ့ပါတယ် လင်းရင်ကအံဩသွားပြီမဲ့ခဏတာငြိမ်သက်သွားပြီးတော့သူတို့ရဲ့ပုံကိုရေးဆန္ဒတွေဘေးကိုဖယ်ထားရတော့မဲ့အချိန်ကိုရောက်လာပါပြီ။ချီတန်းရွံရဲ့အကြံစီတွေကိုတိသွားပြီးတဲ့နောက်မှာတော့ကျင်းရင်ရွှမ်းကြီးကသူ့ရဲ့တပည့်တွေကိုဝေးနေကိုကူညီဖို့ဆေလွှတ်ခဲ့ပြီးရှောင်းလင်းကိုသွားပြီးတော့ချီတန်းရွံကိုဖော်ထုတ်ဖို့လှုံ့ဆော်ခဲ့ပါလေ။လမ်းမှာသူတို့ကလင်းရင်ရဲ့ညီမအငယ်၃ယောက်နဲ့ပြန်လည်တွေ့ဆုံခဲ့ပါလေ။အဲ့ဒီချိန်မှာကြောင်းနိုင်ဆရာတော်ဆက်ခံဝယ်ခမ်းနာတွင်ခမ်းမကြီးထဲမှာဘုံသံခေါင်းလောင်းတန်တွေစုညံနေပါတယ်။ဝင်းနေကဓာတ်ကိုတားဆီးဖို့အမြန်ဝင်ရောက်လာပြီမဲ့ခြေတန်းရွံကကြိုတင်ပြင်ဆင်မှုပြုလုပ်ထားတာပါ။ ပွဲထဲမှာရှိတယ်။ကိုရင်နေအားလုံးကသူတို့ရဲ့အပေါ်ဝစ်တင်ကန်းတွေကိုချွတ်လိုက်ရတဲ့ခါမှာတော့သူတို့တွေအားလုံးကအယောင်ဆောင်ထားတဲ့ AK-47 တပ်သားတွေဖြစ်နေကြောင်ပေါ်လွင်ခဲ့ပါတယ်။ဝင်းနေကတိုင်းပညာအလုံးတော်ပေမဲ့အုပ်စုဖွဲ့တိုက်ခိုက်ခံရတာကိုရင်ဆိုင်ရတဲ့ခါမှာအားနေချက်တွေရှိနေပါတယ်။သူရုန်းကန်နေရတဲ့အချိန်မှာလင်းရင်ကကယ်ဆယ်ထားတဲ့ရှောင်းလင်းတပည့်တွေနဲ့အတူရောက်လာခဲ့ပါတယ်။စစ်ပွဲရဲ့အချိန်တွေကချက်ချင်းဆိုသလိုပြောင်းလဲသွားခဲ့ပါတယ်။ဝင်းနေကဆရာကြီးချီထန်းရွံကိုတူးဦးချင်းရင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်။ နှစ်ဦးသားအပြင်းထန်တိုက်ခိုက်စဉ်မှာလင်းရင်ကဝင်ရောက်လာပြီးတော့အဝေးနေနဲ့ပူပေါင်းခဲ့ပါတယ်။တိုင်းခွက်အနေငယ်တွင်မှာပဲသူတို့ကခြိတန်းရွံကိုတပ်ပစ်နိုင်ခဲ့ပါတယ်။ကျန်တဲ့လူယုံမာတွေကလည်းထွက်ပြေးဖို့သာရွေးချယ်ခဲ့ပါတယ်။ကိစ္စတွေအားလုံးပြီးတော့ခွေးနေကိုသူ့ရဲ့တပည့်တွေကဝိုင်းဝန်းပြီးတော့ကြောင်းနိုင်စရာတော့အသက်ပြေးရွေးချယ်တင်မြောက်ခဲ့ပါတယ်။သူကဝါကွန်းတင်ကန်းကိုဝတ်ဆင်ပြီးတော့ခမ်းမကြီးတွေကိုရှောက်သွားနေတဲ့ချိန်မှာသူ့နှလုံးသားထဲမှာအမတ်တရဆွဲထင်ကြရင်နေတယ်လင်းရင်ကိုတွေးနေပါတယ်။ဒါပေမဲ့ခွေးနေနောက်ကိုလက်ရက်တဲ့ခါမှာတော့အဲ့ဒီပုံကြီးကိုမတွေ့ရတော့ပါဘူး။ တစ်ချိန်ကတက်ကြွထမြက်ခဲ့တဲ့လူငယ်လေးအကြောင်းကိုလည်းသူမမကြခင်မေ့သွားပါလိမ့်မယ်။ဟုတ်ကဲ့ဒီလိုမျိုးဇလံကောင်းလေးတွေကိုဇက်တိုက်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ။